UEFA Women Champion League ရဲ့အောင်မြင်ဆုံးမှာဆိုတဲ့ Lion မျိုးသမီးအသင်းကိုအလှပဆုံးကမ်ဘတ်နဲ့အနိုင်ဦးကျော်ဖြတ်ပြီးဘောလုံးဝတ်တက်ခဲ့တဲ့ Arsenal အမျိုးသမီးအသင်း Arsenal မျိုးသမီးအသင်းကတော့ဘောလုံးဝတ်ရောက်သွားပြီအမျိုးသမီးချန်ပီယံလိမှာအာဆင်နယ်မျိုးသားအသင်းကတော့ PSG နဲ့နှစ်ကြော့မကန်ရသေးတာဖြစ်တဲ့အတွက်လက်ရှိစီမီပါပဲရှိသေးတယ်ဗောလေတချို့ ကျွန်တော်ညီကိုမောင်တော်မတွေပြောလို့ပေါ့ဒီရသည်မှာအမျိုးသားအသင်းကိုအမျိုးသမီးအသင်းကိုချန်ပီယံလိဇုံရာသွားတာလည်းဖြစ်နိုင်တယ်တဲ့ပြောတယ်ရာသွားရင်တော့တိုက်ထက်လုံပေါ့ဗျာလောလောဆယ်တော့အမျိုးသမီးအသင်းကစောစောစီးစီးချန်ပီယံလိဖိုင်နယ်ကိုရောက်သွားခဲ့ပြီအဲ့တော့အာဆင်နယ်အမျိုးသမီးအသင်းအနေနဲ့လွယ်ကူခဲ့တာမဟုတ်ဘူးသူတို့စီးဖိုင်နယ်မှာကြော်ဖြတ်ခဲ့တဲ့လိုင်ယွန်အမျိုးသမီးအသင်းဆိုတာကပထမကြော်မှာကျွန်တော်တို့ကိုနိုင်ထားခဲ့တာအခုသူတို့ပြင်သစ်မြေမှာအာအသင်းဖွဲ့ရှုံးသွားခဲ့လို့သာသူတို့ဒီပြိုင်ပွဲတွေထွက်ခဲ့ရတာ ူတို့ပေါ်လာလဲပါလို့အာဆင်နယ်မျိုးသမီးအသင်းရဲ့စူးစမ်းအားထုတ်မှုအပြည့်ကိုလည်းဒါကျွန်တော်လက်ခုပ်တီးပေးရမယ်ဒီပြိုင်ပွဲမှာရှစ်ကြိမ်နဲ့အောင်မြင်ဆုံးဆိုတဲ့အသင်းကိုကျွန်တော်ဖြုတ်ချပြီးဖိုင်နယ်တက်သွားတာကျွန်တော်တို့ final မှာစောင့်ကြိုနေတဲ့အသင်းကလည်းဘာစီလိုနာလိုမျိုးကြံခဲ့တဲ့နှစ်ရာသီဆက်အမျိုးသမီးချန်ပီယံလိမှာပိုဆွဲထားတဲ့အသင်းတဲ့လွယ်ကူမှာတော့မဟုတ်ဘူးဒါပေမဲ့စူဖလာလေးပေါ်လက်တင်ဖို့ဆိုရင်တော့အကောင့်တစ်ခါအကောင်ဆုံးပြိုင်ဘက်တီကိုအနိုင်ယူနိုင်ဖို့တော့ကျွန်တော်တို့လိုအပ်တယ်အဲဆိုအာဆင်နယ်မျိုးသမီးအသင်းချန်ပီယံလိပြိုင်ပွဲမှာဘလို့ဖြတ်တန်းခဲ့လဲအုတ်စုစီ အောက်စုစီမှာအာဆင်နယ်မျိုးသမီးတင်းသည်6ပွဲကန်နဲ့ဘိုင်ယန်မြူးနဲ့အတင်းတင်းတဲ့ကိုပဲရှုံပြီးကျန်တဲ့9ပွဲကိုအနိုင်ခံပြီးတော့အောက်စုဘုံနဲ့15မှတ်အပြည့်အဝရယူပြီးတက်လာခဲ့တယ်။တပွဲပဲရှုံးခဲ့တာ။အဲ့ဒီမှာတစ်ဖက်ကအောက်စုဒုတိယအနေနဲ့တက်လာတဲ့ရီယယ်မက်ဒရစ်နဲ့ကွာတာဖိုင်နယ်မှာတွေ့တယ်။သူတို့ကအောက်စုကတက်တာနဲ့ကွာတာကိုတန်းရောက်တာ။ရီယယ်နဲ့တွေ့တဲ့အခါမှာကျွန်တော်ပထမအကြော့စပိန်မှာသွားကြတော့2-6ပြည့်နဲ့ရှုံးခဲ့တယ်။ ဟာငါလူတွေအဆင်ပြေပါမလားပေါ့ဒုတိယကြောကြရင်ကိုယ့်အိမ်ကွင်းမှာလက်ခံကစားမှမှတ်ပေမဲ့ရှေ့ရ29ဆိုတဲ့အနေထားတစ်ဖက်ကအသင်းရလဲအသင်းကောင်းတစ်သင်းဖြစ်တဲ့အတွက်နည်းနည်းလေးတော့စိုးရင်ခဲ့တယ်။ဒါပေမဲ့ကိုယ့်အိမ်ကွင်းမှာ၃ကိုပြည့်နဲ့နိုင်ငံနိုင်ခဲ့တယ်။အဲ့မှာတခုဂျားညက်ပြောစရာရှိတာကကျွန်တော်ပထမကျော့သွားကန်တဲ့စပိန်မြေကကွင်းကစုပ်ပြတ်တက်နေရပဲ။ဘော့ဒီအလူးလူးနဲ့ကွင်းကလည်းရေတွေဝက်သူတို့ဘက်ကရီယယ်မက်ဒရစ်အင်ဂျီအဖြူတွေဆိုရင်အရန်တည်တာတယ်မဲညစ်နေရပဲဒါပေမဲ့အာဆင်နယ်မျိုးသမီးတွေကကိုယ့်အိမ်ကွင်းမှာအခက်ခံကစားတဲ့အခါမှာကိုယ်အင်ကောင်းစားနေပဲအခက်နဲ့ ်အဲ့ဒီမှာအာဆင်နယ်မျိုးသမီးအသင်းသည်ခံပတ်ပြန်လာနိုင်ခဲ့တယ်နှစ်ကြော်ပေါင်းနှစ်ကိုးသုံးကိုးရလက်နဲ့စီးဖိုင်တက်သွားကျွန်တော်တို့စီးဖိုင်နဲ့မှာစောင့်ကြိုနေတဲ့အသင်းကလိုင်ယွန်မျိုးသမီးသင်တစ်ဖက်မှာလည်းသူကဂိုးပြတ်တွေချင်းမုံမီကိုတက်လာဒီပြန်ဝန်းမှာအအောင်မြင်ဆုံးတော့ရှစ်ကြိမ်နဲ့အအောင်မြင်ဆုံးဒုတိယအအောင်မြင်ဆုံးကတော့ဒါကျွန်တော်ထင်တာမှမဟုတ်ဆိုဘာစီလိုနာထင်တယ်ထားလိုက်ပါတော့အဲ့တော့ လိုင်ယွန်မျိုးသမီးအသင်းကဒီမှာချန်ပီယံဖြစ်တာနှစ်နှစ်ကျော်လောက်ကြာပြီ။ဂျာတဲမှာဘာစီလိုနာမျိုးသမီးအသင်းကတောက်လျှောက်ချန်ပီယံဖြစ်တာ။အဲ့အတွက်သူတို့ကဒီနှစ်ကိုချန်ပီယံဖြစ်ဖို့အတွက်အားခဲထားဖြစ်တဲ့အတွက်ကိုရီးယားပထမကျောကိုယ့်ငွေမှာအခန့်ကစားပြီးမယ်။သူတို့အသင်းရဲ့ကစားပုံကတော်တော်လေး efficient ဖြစ်တယ်။ကျွန်တော်နှစ်ကိုးတစ်ခုနဲ့ရှုံးသွားတယ် ကိုယ်အိမ်ကွေးမှာနော်ငါတို့ဒုတိယကြော့ကြရင်တော့ခံပတ်ပြန်လုံးနိုင်မယ်လို့တော့စိတ်ထဲမှာခံစားမိပြီမယ်ပြင်သစ်မြေဆိုတော့လွယ်ပါမလားပေါ့ဒါပေမဲ့တခုချူးချူးကျင်တာက real madrid နဲ့မတူတာကလိုင်ယွန်မျိုးသမီးအသင်းကသူတို့ရဲ့အိမ်ကွေးကိုလည်း share နဲ့ဧည့်ခံတာကွင်းလဲတကယ်ကောင်းတဲ့အခါကျတော့အာဆင်နယ်မျိုးသမီးအသင်းကတကယ့်ကိုမှ position gain ကောင်းကောင်းစော့တတ်တဲ့အခါအဲ့ညံ့ညောနေတဲ့ကွင်းမှာဘောလုံးအပေးယူတွေတော်တော်လေးကောင်းတာတကယ်ကိုချီးကျူးပါတယ် ကျွန်တော်တို့ကွင်းကောင်းကောင်းမှာအခက်ကစားရတော့ဗောလေကွင်းသာတကယ်ကောင်းနေဆိုရင်မှန်ကန်တဲ့ဒိုင်းတွေလက်အောက်မှာဆိုရင်အာဆင်နဲ့အမျိုးသားသင်းရောအမျိုးသမီးသင်းရောကအေးအေးဆေးဆေးပဲပြိုင်ပွဲတစ်ခုကိုကောင်းကောင်းဒိုမီနေလုပ်နိုင်တယ်အဲ့တော့ကျွန်တော်တို့ဒီပွဲမှာကြောကျွန်တော်တို့အမှားခံလို့မရတော့ဘူးပထမကြောကျွန်တော်တို့ကနှစ်ကိုးတကိုးနဲ့ရှုံထားခဲ့တာအဲ့တော့ဒုတိယကြောစောစီးပဲကျွန်တော်တို့9မိနစ်မှာတင်ဒါအုံကိုရပါတယ်အဲ့ဒီကိုကလည်းတစ်ဖက်ကနေပြီးတော့တောင်းကန်ပေါ်နေဖျက်တင်လိုက်တဲ့အလုံးကိုလူတန်းကြားထဲကနေပြီးတော့ လိုင်ယွန်အမျိုးသမီးတယောက်ကတိုက်ရင်းနဲ့ကိုကိုသွင်းပြီလို့ဖြစ်သွားတာအဲ့မှာကျွန်တော်စောစီးရသွားတော့နှစ်ကြော်ပေါင်းရက်လက်ကတူတူဖြစ်သွားပြီအာဆင်နယ်နဲ့ပရက်ရှာနည်းနည်းပေါ့သွားတယ်တစ်ဖက်ကအင်ရှင်အမျိုးသမီးအသင်းကအာဆင်နယ်အသင်းရဲ့ဒီကွင်းလယ်ကစားအားမှာတော်တော်လေးကိုသူတို့တိုင်ပတ်နေတာအထူးသဖြင့်အာဆင်နယ်ရဲ့ကွင်းလယ်မှာဆိုမာယိုနာကက်တန်တီနောက်ပြီးတော့ဒီကွင်းလယ်မှာဆိုခင်လစ်တန်နဲ့ဖရီဒါမန်တို့တော်တော်လေးကောင်းတာအဲ့ဒီ၃ယောက်ပြုံမှဒီညာချန်းက ကယ်လီတို့လိုကစားသမားမျိုးတွေဆင်းလာတာဒီဘယ်ဘက်ကရူဆိုတို့လိုကစားသမားမျိုးတွေကကွင်းလယ်တီဆင်းပေါင်းလိုက်တဲ့အခါမှာတော့ကွင်းလယ်ကအာဆင်နယ်မျိုးသမီးတင်းကလိုင်းယံမျိုးသမီးတင်းကိုကောင်းကောင်းထိန်းချုပ်သွားနိုင်တယ်ပွဲတစ်ပွဲကကွင်းလယ်ကအသက်ပဲကွင်းလယ်ကိုစိုးမိုးနိုင်ပြီး position gain ကောင်းကောင်းဆော့နိုင်ပြီးတကယ့်ကိုဒါရိုက်အထက်တွေလုံနိုင်ပြီဆိုရင်အဲ့ပွဲကိုအဲ့ကွင်းလယ်ကောင်းတဲ့အတင်းရပဲစိုးမိုးသွားတာလိုင်းယံမျိုးသမီးတင်းကတော့ထုံးစံတိုင်းပဲပထမအကြော့လိုမျိုး individual ရဲ့ quick transition နဲ့ထိုးဖောက်ဖို့ကြိုးစားတယ်ဒါပေမဲ့သူတို့အလုံးမဖြစ်ဘူး သူတို့ကစားသမားတအူးကဘောလုံးဆွဲပြဖို့ကြိုးစားရင်အာဆင်နယ်မျိုးသမီးတင်ကတယောက်နှစ်ယောက်လောက်ကအမြဲတမ်းတစီရင်းစီဖြတ်ထုတ်သွားတယ်တော်တော်လေးကိုစနစ်ကြတာရီနစ်စလန်ကကိုချီးကျူးကျင်တာကအစတုန်းကနည်းနည်းလေးတိုက်စစ်ပိုင်းမှာဝေဝါးမှုတွေဖြစ်နေခဲ့တဲ့အာဆင်နယ်မျိုးသမီးတင်ကိုကောက်ကောက်လေးပုံစံတစ်ခုပြန်လုပ်နိုင်ခဲ့တယ်သူ့လက်ထက်မှာအသင်းကမနိုင်မနိုင်ဘူးနိုင်ပြီဆိုလဲကိုပြပွဲတွေကြီးပဲအခုဆိုကျွန်တော်တို့ဒီပြင်သစ်မြေမှာတကိုးလေးကိုဆိုတော့ရလဲနဲ့နိုင်ခဲ့တယ်ဒီပွဲစမှာကျွန်တော်တို့ဒုတိယရတဲ့ကို ဒုတိယရတဲ့ကတော့45မိနစ်ကိုမှအချိန်ပို10မိနစ်မှဖြစ်သွားပါဘောလေမာရီယူနာခေတန်တီတော်တော်လေးကိုမှစစ်တန်ကြတဲ့ဂိုးလို့ပြောလို့ရတယ်။တစ်ဖက်ကဖြတ်တင်လိုက်တဲ့အလုံးကိုအာဆင်နီကပြန်ရတယ်။အဲ့တော့ပနတီပေါက်စတမှ1တက်တွဲတယ်။အေရီယာထိပ်မှရှိတဲ့မာရီယူနာကနေဒီကိုပေးတဲ့အခါသူကဂိုးသမားရဲ့အပေါ်တော့ဆယ်ပြားစီတောင်းတော့အရင်မကြောက်ဘူး။ဒါပေမဲ့နည်းနည်းလေးပဲအောက်ကျတယ်။ဝင်သွားတယ်ဂိုးသမားလှုပ်ချေတော့မရလိုက်ဘူး။မာရီယူနာကနေဒီကကျွန်တော်တို့ဘာစီလိုနာနီခေါ်ထားတဲ့အမျိုးသမီးအသက်ကတော့မနေတော့ရလာပြီ။ဒါပေမဲ့အတွေ့အကြုံတွေအများကြီးရှိတယ်။ အာဆင်နယ်မျိုးသမီးတွေမှာလိုအပ်တာလဲဒီလိုအတွေ့အကြုံရင်းပလေယာကြီးပေါ့လေအဲ့ဒါသူ့ကိုကောင်းကောင်းလေး Renis လန်ကသုံးတက်တယ်လို့ပြောရမယ်ကွင်းလျံနေမှာတစ်စင်အတက်ကင်လိုက်ပါမှုတအားကောင်းတာအတွေ့အကြုံရင်းကစားသမားပေါ့လေအဲ့ဒါကျွန်တော်တို့ကတကောတာရပါပြီဒုတိယပိုင်းပြန်စတယ်56မိနစ်မှာဆက်စချင်း1မိနစ်မှာပဲရူဆိုကဘော recovery ပြန်လုံးနိုင်တယ်အဲ့တော့တိုက်စစ်မှာရှိတဲ့ကစားသမားကြီးနဲ့ပြင်ပြီးတွဲတဲ့အခါမှာပြန်ခင်းပြီးအလုံးရူဆိုပဲပြင်ပြီးလက်ခံလိုက်တာရူဆိုကြိုက်တာအဲ့ဒါကြီး ီဘောလုံးကိုရအောင်ပြန်ပြီးတော့လိုက်နိုင်ရမယ်ဒီဂိုးကိုရအောင်သွင်းနိုင်မယ်ဆိုတော့ decision making အရမ်းမြန်ရူဆိုကြောင်ကြိုက်တယ်အဲ့ဒါကြီးအဲ့နဲ့အဲ့ဒီဘောလုံးကိုချက်ချင်းပဲသူကဘောလုံးကိုလက်မခံတော့ဘူးတန်းကန်တာဘောလုံးမျောလိုက်တဲ့ဥစ္စာကိုတခါတည်းပြေးလိုက်သွားတယ်ပြီးရတဲ့ဒီကိုနေဟန်နောက်ချက်ချင်းလှဲ့ပြီးတော့အဝေးတိုင်းတောင်လှမ်းကန်တာကိုသမားပုတ်ပြီးမှမရတော့ဘူးအဲ့မှာအာဆင်တွေကနှစ်ကိုးပြတ်အနိုင်ဖြစ်သွားပြီပွဲကို3-0ဖြစ်သွားခဲ့ပြီလေးကိုးမြောက်ကိုဒါကတော့ လိုင်အိုမျိုးသမီးအသင်းရဲ့ခက်စစ်ဘေဒတ်မှာအမှားဖြစ်သွားတာ63မိနစ်မှာဒါ4ကအတုံးချသွားပါလေအဲ့ဆိုအာဆင်နယ်မျိုးသမီးတင်းကလေးကိုပြတ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ပွဲစဉ်မိနစ်80နောက်ပိုင်းမှာအာဆင်နယ်မျိုးသမီးအသင်းရဲ့အဲ့ဘယ်ဘက်ခံစစ်အစွန်ကတော်တော်ပေါက်တာအဲ့ညသူတို့ရဲ့ဒီအာဆင်နယ်မျိုးသမီးတင်းရဲ့ဘယ်ဘက်ခံစစ်အစွန်တဖက်ကလိုင်ယွန်မျိုးသမီးတည်းရဲ့ညာဘက်တိုက်စစ်တောင်မန်ကတောက်လျှောက်ကိုဖျက်တင်ပေါ်ကြီးတက်လာတာတောက်လျှောက် ဲ့ဒါကိုတော့နောက်ပိုင်းမှာလူစားလဲပြီးထိန်းချုပ်သွားဖို့ကြိုးစားခဲ့ပေါ့လေအဲ့ရနေအန်လာတဲ့တလုံးကိုပယ်နတီဘောက်စ်ထဲမှာမာကင်ကက်ချင်းမခံထားတဲ့ကစားသမားကတွင်းသွားရင်နဲ့ပွဲကလေးကိုတခုဆိုပြမီစိတ်ဝင်စားဖို့ကောင်းလာတယ်။ကွာချက်ချက်ကနှစ်ကိုပဲရှိရတယ်။ဒါပေမဲ့လိုင်ယွန်မျိုးသမီးအသင်းရဲ့ပလေယာတွေရဲ့မျက်နှာမှာရောသူတို့ဖန်တွေရဲ့မျက်နှာမှာရောပြန်လာဖို့မလွယ်တော့ဘူးဆိုတဲ့ခံစားချက်တွေမြင်လာရတယ်။မိနစ်ကလည်းတဖြည်းဖြည်း80ကျော်လာခဲ့ပြီ။ ဒီနေရာမှာတကယ်ချီးကျူးကျင်တာကလေအာဆင်နယ်မျိုးသမီးအသင်းရဲ့ဒီနေ့ဓာတ်ရိုက်အထက်ဆော့သွားတဲ့ပုံစံမျိုးတွေဘောလုံးဖြတ်နိုင်ရဲကောင်းတယ်ကိုင်းလဲမှာကောင်းကောင်းလုံနိုင်တယ်ပြီးတော့ဂိုးတွေ3ဂိုး4ဂိုးပြတ်သွားတဲ့အချိန်မှာဒီပွဲကိုဘလို့ထိန်းချောက်အောင်လို့ဆိုတာသိပါတယ်ဘောလုံးပေးတာအစားအေးစစ်စစ်ပဲအဲ့တော့အသင်းနဲ့တင်းကြမှာဗာမြင်ရတယ်ဆိုတော့တသင်းရကျတော့ individual transition နဲ့သွားဖို့ကြိုးစားလို့အာဆင်နယ်မျိုးသမီးတင်းကကျတော့ team one နဲ့သွားတာ team one နဲ့အသင်းတင်းက stamina ကိုချွေပြီးသားလည်းဖြစ်တယ်ပြီးတော့ core player ရဲ့ zone rotation ကိုကြည့်ပြီးကောင်းကောင်းပြေးပို့လို့ရတယ် ညံ့ညောနေပါပဲဗျာဝင်ငါတွေဘယ်ဖြတ်မလားကွင်းလဲမှာပဲဘောလုံးကင်မလားတိုက်စစ်ကိုသွားမလား cross ball တွေဖြတ်တယ်မလားဘယ်ရက်တယ်မလားအားလုံးကအေးအေးဆေးဆေးပဲအဲ့တော့အာဆင်နယ်မျိုးသမီးအသင်းမှာတခုချီးကျူးနေတာကလေအဲ့ပုံမှန်ကစားကွက်ရှိတာသူတို့ရဲ့ကိုပိုင် plain style ရှိတာအဲ့တခုတော်တော်လေးကျွန်တော်ချီးကျူးနေတယ်ဒါကလေ Renaissance ကလက်အောင်မှာထပ်ပြီးတော့ထွန်းတောက်လာတဲ့အရာလို့ပြောလို့ရတယ်တစ်ဖက်က Barcelona နဲ့ခက်ခဲမဲ့ဆိုတာသိပါတယ်ဒါပေမဲ့ Bolivar ကိုတက်လာပြီဗျာ ဘောလီဝဲကိုရောက်လာပြီဆိုတဲ့ဒါကအကြောင်းမတိုက်ဆိုင်မှုမဟုတ်ဘူးကံကောင်းမှုမဟုတ်ဘူးစ조사အထောက်မှုရှိပြီတကယ့်ကို quality team တစ်ခုဖြစ်တဲ့အတွက်ဒီ team ကဘာစီလိုနာမျိုးကြံကနေ200စက်အောင်မြင်ထားတဲ့အမျိုးသမီးအသင်းကိုအနိုင်ကိုကျော်ဖြတ်နိုင်တယ်လို့ကျွန်တော်ယုံကြည်တယ်။ over confident တော့မဟုတ်ဘူး။ဒါပေမဲ့ကို player တွေကိုအပြည့်အဝယုံကြည်တာ။တစ်ဖက်ကဘာစီလိုနာမျိုးသမီးအသင်းကိုလည်း appreciate ဖြစ်တယ်။ဒါပေမဲ့အာဆင်နယ်မျိုးသမီးအသင်းအနေနဲ့2006 2009နောက်ပိုင်းမှာဒီပြိုင်ပွဲမှာပြန်မဲ့ဘိုးဆွဲဖို့အတွက် ရေပန်းစားလာရပေါ့လေပထမချိန်ကျွန်တော်တို့ပိုဆွဲထားခဲ့ဦးတယ်ဒီချိန်သာထပ်ပြီးပိုဆွဲမယ်ဆိုတော့ဒုတိယမြောက်အချိန်ပေါ့အဲ့တော့ဒီပွဲစဉ်မှာအာဆင်နယ်မျိုးသမီးအသင်းအနေနဲ့ကန်ချက်က6ချိန်ပဲရှိတယ်အမှ5ပေါက်တက်မှု6ချိန်ယာကိုးက၄ကိုးအုံကိုတကိုးအပောင်ဝင်ပေါ့လေတစ်ဖက်ကလိုင်ယွန်မျိုးသမီးအသင်းက5ပေါက်ကန်သမှု16ချိန်ရှိတယ်5ပေါက်တက်မှုက9ချိန်ပဲရှိတယ်ဒါပေမဲ့သူတို့ဒီယာကိုးတကိုးပဲရတယ်အဲ့တော့5ပေါက်တွေကိုကန်နိုင်တယ်ကိုးရတာမဟုတ်ဘူး ီးတော့လိုင်ယွန်မျိုးသမီးအသင်းဒီနေ့ပွဲစဉ်ရှုံးသွားခြင်းနောက်ထပ်အချက်တစ်ချက်ကဘောလုံးကိုလူပေးမဆော့ပဲနဲ့ရတာနဲ့အေရီးယားထိပ်ကကံမှုကြိုးစားတာအဲ့ဒါတွေကလည်း wish time တွေဖြစ်တယ်နောက်ပြီးတော့ဘောလုံးတွေအောက်တယ်အာဆင်နယ်မျိုးသမီးအသင်းအတွက်ဆိုရင်တော့တည်တည်ချာချာပို့ပြီးတော့ဒီအချိန်တွေကိုလေလွင်းလို့ရအောင်လုပ်သွားလို့ရတယ်အမျိုးသမီးအသင်းဂိုသမားလေးလည်းချောချောလေးပဲသူလည်းဝါကပ်ပြခံလိုက်ရတယ်ကျွန်တော်ရဲ့အချစ်ဆုံးလို့ပြောလို့ရတယ်ရူဆိုကတော့ဒီနေ့ပွဲစဉ်မှာတကယ်ကို greatest performance ပဲ ူးကိုထုတ်လိုက်ပြီးနောက်ပိုင်းမှာအာဆင်နယ်မျိုးသမီးတင်တိုက်စစ်ကအဆွဲချိုးလိုက်လို့ပဲဘလက်စတန်ဒီရဲ့ဝင်လာဆိုမဲ့ရူဆိုစီယားလိုမျိုးလင့်ကက်လေးတွေခေါင်နာအတက်စ်တွေဘောရန်နီတွေလုံးဝမမြင်ရတော့ဘူးရူဆိုရှိချင်းနဲ့မရှိချင်းကွာခြားသွားချက်ပဲအဲ့တော့တချိန်တော့မန်ချက်စတာယူနိုက်တက်ကနေပြီးတော့ free transfer နဲ့အာဆင်နယ်ကိုပြောင်းလာခဲ့တဲ့ player တယောက်ယူနိုက်တက်ကမလိုချင်လို့ပြောင်းလာမှုန်နော်ယူနိုက်တက်ကစာချုပ်ချုပ်ဖို့စူးစမ်းတယ် အဲ့လိုလုံးနေတဲ့အချိန်မှာအာဆင်နယ်ကလည်းဒီကစားမနဲ့ပတ်သက်ပြီးဘလောက်ပေးရပေးရကန်လန့်နဲ့ယူနိုက်တက်ကမရောဒါပေမဲ့ရူဆိုသည်စာချုပ်တက်တန်ကုန်တဲ့အချိန်မှာအာဆင်ကို free နဲ့ပြောင်းလာခဲ့တယ်ဒါသည်အာဆင်နယ်ပတ်သက်ပြီးသူ့ရင်ထဲဘလောက်ရှိသလဲအဲ့အတွက်သူ့ကိုလည်းကျွန်တော်ရင်ထဲဘလောက်ရှိတယ်ဆိုတော့ပြောရမှာမလို့ဘူးအဲ့တော့ရူဆိုကတော့ဒီပြိုင်ပွဲမှာအာဆင်နယ်အမျိုးသမီးအသင်းအတွက်၈ဂိုးသွင်းထားတယ်ဒါချန်ပီယံလိတီးတဲ့နော်ပြိုင်ပွဲဆုံးမှာဆိုဒီရသည်၁၆ဂိုးသွင်းပြီး၅လုံးဖိုင်ထားတယ်အာဆင်နယ်အမျိုးသမီးအသင်း ချန်ပီယံလိမှာပိုဆွဲပါစီလို့ကျွန်တော်ဆုတောင်းဝေးပါတယ်အဆုံးလိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီ season လေးကိုဒီကကွန်ကြီးပောင်းပြီးတဲ့ရှုဘောလုံး online အကြီးုံလဲကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber phone number 3996539639ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေဖြစ်ပါတယ်ရှုဘောလုံးမှာ iPad 9ကို Sport Internet 93မိတ္တူကိုလာရောက်ကစားလို့ရနိုင်ပါပြီခင်ဗျာ